အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့ကျမဖျက်ပြပေးသွားမယ့်စာအုပ်ရဲ့ခေါင်းစဉ်ကတော့ဇာမပုံညခင်ရေးသားထားတဲ့အထက်တန်းစာရေးလို့အမည်ရပါတယ်။ခန်းစားကြည့်မြို့ပေးကြပါအောင်ရှင်။အမစာ2015ခုနှစ်တည်မြန်မာပြည်သူလူထုအတွက် ရင်ခုန်စိတ်လှုပ်ရှားပွဲနှစ်တစ်နှစ်ဖြစ်ပါသည်။2015ခုနှစ်တည်ကျမ၏ပုံညခင်ကလောင်သက် 15နှစ်ပြည့်ခဲ့သောနှစ်လည်းဖြစ်သည်2015ခုနှစ်တွင်အမှုပညာခန်းစားမှုအသစ်များဖန်တီးရေးဖွဲ့မည်ဟုကျမအားခဲထားလေသည်ကျမသည် အခြေဝတ္ထုရေးစာရေးဆရာမတအူးသာဖြစ်ပြီးကျမ၏စာဖတ်ပရိသတ်အများစုမှာအမျိုးသမီးများဖြစ်ကြလေသည်ထို့ကြောင့်မင်းကျမသည်ကျမ၏ပြိတ္တများဖြစ်သော အမျိုးသမီးများ၏ဘဝအထွေထွေကိုလည်းညက်ွယ်ပြုမထားလိုပေ။ယတအဖုံဖုံပါဝင်သည့် ဝိတုများကိုခံစားရေးဖွဲ့ရင်မိန်းကလေးများကို အတီလေးတစုံတရာရာကောင်းရစေတော့ဟူသောစိတ်စေတနာဖြင့်ကြွဲအပ်သွားသောမှန်ချက်များ မိမတယောက်၏အထုပ်ပတ်တိစသဖြင့်ဝိတုများကိုကျမဖန်ပြီးရေးဖွဲ့ခဲ့မှုပါသည်ယခုကျမ၏ကလောင်သက်15နှစ်ပြည့်အမှတ်တရအဖြစ်ဝိတုရေးဖွဲ့မည်ဟုစဉ်းစားသောအခါကျမ၏အမာခံပရိသတ်များဖြစ်သောမိန်းကလေးများ၏ဘဝအကြောင်းအရာများစွာသည် ကျမ၏စိတ်အာရုံမှာထင်ဟပ်၍လာလေသည်ကျမတို့နိုင်ငံမှာ အားကိုးရမယ့်မိွေငယ်လေးတွေဘလောက်ရှိနေသလဲဘဝလုံးချုံမှုမရှိသောမိန်းကလေးတွေဘလောက်များများရှိနေသလဲအကြောင်းတစုံတရာကြောင့်ဘဝပြတ်ခဲ့ရသော ရုံးရင်နစ်နေသေးသောမိန်းကလေးတွေဘလောက်များများရှိနေပါလိမ့်ဟုသောအတွေ့ကကျမကိုမျက်ရည်စိမ့်ဆိုးစေသည့်အထိနာကျင်စိတ်ထိခိုက်စေခဲ့ပါသည်ထို့ကြောင့်မင်း အားကိုးရမယ့်မိန်ကလေးများစွာကိုအားအင်ပေးလိုသောခံစားချက်စိတ်ရင်အမှန်ဖြင့်ဤဝိတ္ထုကိုရည်သားခဲ့ပါသည်မိန်ကလေးများကိုဥတီချက်ထား၍ရေးခဲ့တော်လဲမိန်ကလေးများ၏ချစ်သူရည်စားမိဘမောင်ပွားစသဖြင့်ယောက်ျားသားများနှင့်လည်းပတ်သက်ဆက်ဆိုင်နေမည်ဖြစ်သလိုထိုမိန်ကလေးများနေထိုင်နေသောနိုင်ငံထိုမိန်ကလေးများကိုကာကွယ်စောင့်ရှောက်သောဥပဒေများနှင့်လည်းတနွေငင်းတစင်ပါ ပတ်သက်ဆက်ဆိုင်နေမည်ဖြစ်သည် ဤဝိထုကြောင့်ခံစားမှုတစုံတရာဘ ഹു တုတတစုံတရာအကျိုးကျေးဇူးတစုံတရာရမည်ဆိုရင်ကျမအချင်းယူစူးစမ်းရေးဖွဲ့ရာကျိုးနှက်ပါပြီကျမ၏ဉာဏ်ပညာဖန်တီးမှုအသည့်တစ်ခုကို စာဖက်ပရိသတ်များကျေနပ်နှစ်သိမ့်နိုင်နိုင်မည်ဟုလည်းမျှော်လင့်မိပါသည်ကျမ၏ပရိသတ်များအားလုံးကိုယ်စိတ်နှစ်ပါးချမ်းမြေပြည့်စုံစွာဖြင့်ကောင်းသောမျှော်လင့်ချက်မှန်သမျှပြေဝကြပါစေအစင်သာရ ချစ်ခင်လေးစားလျက်ပုံညာခင်မြို့ငယ်ကလေးဤစောင်းညက်နေသည်အေးဆက်မုံကြီးလျက်ရှိသည်နေမည်များတိတ်တဲပိတ်စည်းလျက်ရှိတာမို့နေအောင်ချီကလည်းအချိန်မတိုင်းမီပျောက်ွယ်သွားခဲ့သည်ဝရဝါမုံကြီးသောနေမည်များအောက်ကအရာရာဟာအေးဆက်ထုံထိုင်းနေသည်ဟုထင်ရသည်အေးလိုက်တာကွာဒီနေ့တော့ဆိုင်းစောစောပိတ်မှာပါပဲတက်တူးဆရာက မိုင်းပြပြလမ်းကလေးစီလမ်းမြော်ကြည့်လျက်အေးဆက်ဆက်လက်တွေကိုအချင်းချင်းဘူးရှက်ဆုပ်ထွေးနေရင်တီးတို့ရေရွတ်လိုက်သည်ဒီအချင်းကြီးကြမှအဖေ့စီဘသူမှတတူးလာထိုးမယ်မထင်ပါဘူးဖေဟာဆော့ဆော့ပိတ်လိုက်ပြီးဆော့ဆော့အိတ်တော့ပေါ့တာတကားတွေပိတ်လိုက်ရတော့မလားဆိုင်းရင်အတွင်းမှလိုက်ကနောက်ကစပွဲလေးမှထိုင်၍ចောင်းစာလုံနေတော့တာဖြစ်သူက တတူးစရာကိုလမ်းပြောလိုက်၏ တတူးဆရာကအနှင်းငယ်တွေ့ဝေးသွားကလူသည်ရှင်းလင်းနေသည့်လမ်းသွဲကလေးစီလမ်းမြော်ကြည့်လိုက်ရင်ခဏတော့နေလိုက်ဦးမယ်လေကွာတယောက်တလေမျက်စိလဲလမ်းမပြီးရောက်လာလဲမစိုးပါဘူးကွာတခါတလေလဲဒီအချိန်မှလာတတ်တဲ့သူမျိုးရှိပါတယ်လာလဲဒီမီယာနဲ့တော့အစင်မပြေတော့ပါဘူးဖေယာမီယာကဖြင့်ခန်းချင်သည့်လုံလောက်ပဲလင်းနေတာကိုဒီမီယာအောင်မှသာအဖေတတူးထိုးရင်အဖေအယုတ်က မြောက်တက်လိုက်တယ်လို့တွန်းနေလိမ့်မယ်။မင်းဘိုးရင်မြောက်တက်လိုက်ရမှာလား။မင်းအဖေကဝါရင်တပါရင်ပါကွာ။မျက်စိမိတ်ထိုးပြီးလိုတော့ရတယ်။မျက်စိမိတ်တော့မထိုးလိုက်ပါနဲ့အဖေရ။ LED မီးရင်ကလေးထွန်းပြီးတော့သာထိုးလိုက်ပါ။တားတော်ဒီမီးရင်ကလေးရှိမှစာကြည့်လို့ရတာ။အဖေတက်တူးထိုးရင်တားမီးပြပေးမှာပေါ့။မုံဘိုးတော့ပေး။တက်တူးဆရာကကလကနောက်ွယ်ကတားရင်အိတ်ကိုလှမ်းကြည့်ရင်ပြုံးလိုက်မိသည်။ မိအားကတကယ်ပဲမိန်ဖြိုလာတာမို့သူတို့ရဲ့ဆိုင်ငန်းကလေးထဲမှာမိဝါဝါရောင်ဖြိုလေးသာ ရှိနေပါသည်အချိန်တစ်ခဏအတွင်းမှာပင်ညနေခင်းသည်ညခင်းသို့ကူးပြောင်းရောက်ရှိမုံီလာပါသည်အလင်းရောင်နေသောအခန်းလေး၏နောက်ဘက်ပိုင်းမှာကလကာလေးကန်ထားသည်အဲ့ဒီကလကာနောက်မှာတားရဲ့စာကြီးစပွဲလေးတစ်လုံးနှင့်သူတို့သားအဖအတူအိတ်သောကုတ်ပစ်ကြဲကြဲတစ်လုံးရှိသည် ဇပွဲပေါ်မှာ LED မီးအိမ်ကလေးချပြီးတင်ချတက်နေပုံရတော့သားရဲ့အရေးကလိုက်ကမှလာထင်နေသည်သူတို့သားဖကကလကားချပြီးစကားလှမ်းပြောနေကြတာပင်တတူးဆရာကလမ်းတွေကလေးစီ မျောလင်းချက်ဖြင့်လမ်းမြှောက်ကြည့်လိုက်ပြန်သည်လမ်းတွေကလေးပေါ်မှာတော့အမောင်တို့ကကြီးစိုးစားပြုသည်လမ်းမီတိုင်းကလေးစီကလင်းနေသည့်မီးလုံးဤအယောင်ဟာလည်း သားပြောသလိုခရမ်းချင်သည့်လုံလောက်လူပဲနေနေသည်မြို့နှင်းတွေကညကိုပို၍တိတ်သေးမောင်းမိုက်နေစေသည်ဒီရက်ပိုင်းမှာတတူးထိုးသူနေပါလာတာမို့သူကလူမျောရပါသည်တကယ်တော့သူကပကြီးစရာတယောက်ပါသို့တော်မြို့ငယ်ကလေးကြီးပကြီးစရာဟာဆိုင်းပုတ်ရေးတာလောက်သာအလုပ်ဖြစ်တာမို့ပကြီးစရာဟူသောနာမည်ကို သူစိတ်နာစွာ မေ့ပြလိုက်သည်ဆိုင်ပုံရင်းနေတော့ သူ့ရဲ့အချိန်တွေကို ဖြုံးတီးမပစ်ချင်ခဲ့ပါအဲဒီနောက်တော့ body art ကို သူရှာဖွေတည်ရှိခဲ့သည်တယောက်စားနှစ်ယောက်စားထိုးပြီးရင်ဒီအလုပ်ကသူ့ရင်ဘတ်မှာလာညိသည်ဖျားပွဲစည်းတွေမှာတက်တူးလိုက်ထိုးဖို့ထီတော့သူ့မာနာကခွင့်မပြုအမှုပညာမပါတဲ့ပေါပေါပဲပဲအယုံမျိုးတွေလည်းမထိုးချင်သူ့လက်ရာကိုမြည်ဆက်မိသွားသော သူတွေကတော့သူ့ကိုအထင်ကြီးလေးစားကြသည် ဒီလိုနဲ့အနှစ်နှစ်လာလာစူးစောင်းထားသမျှလေးတွေကိုထုခွဲကဒီတက်တူးဆိုင်ကလေးကိုဖွင့်ခဲ့သည်ဒီဆိုင်ကလေးမှာပဲသူတို့သားဖာနေသည်ပကြီးဆရာငမွေးတယောက်ကိုစွန့်ပစ်သွားသောဇနီးဟောင်းကတော့ဘယ်စီရောက်နေပြီမသိပါလောလောဆယ်တော့ဒီဆိုင်ကလေးနဲ့သူတို့သားဖာအဆင်ပြေပါသည်ရင်ကိုညှိစေသောအလုံးမှုသာဒီအလုပ်ကိုလုပ်ဖြစ်နေပေမဲ့တကယ်တမ်းတော့ဒီအလုပ်ကစီဝါရေးအရတွက်ချီမကိုင်းလာပါ မြို့ငယ်ကလေးမှာတတူးထိုးခြင်းသူဘယ်နှယောက်ရှိနိုင်မှာမို့လဲသူတတူးထိုးပေးလာသည့်တတန်းတစ်ချောင်းမှာမိမတယောက်မှမတုံခဲ့ဘူးပါတားလူပြူတွေတတူးထိုးမှာကိုတေမလောက်ကြောက်ကြသော ရှေးရိုးဆွဲမိပါတွေဟာတမီမိန်ကလေးသာတတူးထိုးလို့ကတော့ရှက်လွန်းလို့တတ်တောင်ပြင်မလားမသိဘူးဟုသူကခက်ချင်းချင်းတွေးမိတတ်သည်အမြင်ကျင်းမြောင်းလာတော့မြို့ငယ်ကလေးရဲ့အမြင်မှာတော့ အများမြင်သာတဲ့လက်မောင်းလက်ဖြံမှာတတူးထူရတဲ့ယောက်ျားဆို စိုက်ကားသမားဟုမဲရွယ်ရှုံချအထင်သေးတဲ့မြေကလေးကတိလူမိုက်အောက်တန်းစားဟုပူပူကဲကဲပြည့်ညက်ချင်းကြမြင်တတူးရှိတဲ့သူကိုဆိုအကျင့်စာရိတာမကောင်းလို့လို့မယုံသင်္ကာကြည့်တဲ့မြင်အဲ့ဒီလိုဆိုဟိုကောင်ကြီးဒေးဗစ်ဘက်ခမ်းကြီးကရောကလေးကတိအပေတေးကြီးလောက်ကွာဟု သူကစိတ်ချင်ပေါက်တိုင်းပြောမိတတ်သည် မပြေးတော့လဲကံရရှိဆိုသလိုသူတို့မြုပ်ကလေးရဲ့အချုပ်ခန်းထဲမှာဖမ်းထည်ခံရတဲ့လူဆိုးလူမိုက်တွေရဲ့ခန္ဓာကိုယ်မှာတက်တူးကိုကြီးရှိကြပေတာမို့လူအများစုရဲ့တမတ်ချက်ကြီးကမှန်တယ်လို့လူကြီးတောင် ဖြေရပါသေးသည်လူကြီးအများစု၏အမြင်မှာတော့တက်တူးဆရာဟာခြင်ဘက်ဖြေကောင်းဖြစ်ပါလိမ့်မည်သို့သောတက်တူးကိုယူသွကြသောလူငယ်အများစုရဲ့ကြားမှာတော့သူကဟီးရိုးဖြစ်ပါသည်သူကိုချစ်ခင်အားကိုးကြပါသည် မင်းတတူးသွားထုံးမယ်ဆိုငါသာတက်သွားတော့ဟုပြောဆိုတားမြင်မိမိဘအုပ်ထိန်သူမရှိသည့်လူငယ်ရေအိမ်တော်မှုဖျားတဲ့စင်းမင်းရေစုပ်ထိုးဤသုံးမျိုးချက်မပိုင်ရင်နောင်ပြန်ခတ်တဲ့အမျိုးကွဲဟုစိုးစုံမမြင်မုံတုံတုံအဖိုးဖွားမျိုးမရှိသည့်လူငယ်ရေဘဝမှာအမိခိုးကင်းကင်းလွလွလလပ်ကိုချရောက်ပေါ်ကိုရကိုဘဝကိုပိုင်ဆိုသည့်လူငယ်တွေကတော့သူစီမှာတတူလာထုတ်တတ်ကြပါသည် သို့တော့တက်တူးဆိုတာတခါထိုးလိုက်ပြတ်သွားလိုက်နောက်တစ်ခါထပ်ထိုးလိုက်လုံးလို့ရတာမျိုးလည်းမဟုတ်တက်တူးထိုးစရာနေရာကလည်းလူတကိုစားအပြင်အပိုမပါတာမို့တက်တူးဖောက်တဲ့စီကအမျက်ကျဉ်းကျဉ်းရစရာအကြောင်းမရှိပါတူလက်ရဘလောက်ကောင်းကောင်းမြို့ကလေးရဲ့အနေထားအရတောင်ကနန်းထပ်ပိုပြီးရစရာလည်းမရှိသို့တော့သူက deep body art ကိုပဲဆွဲလန်းချိန်မှန်နေမိသည်တလာလုံးနေမှတယောက်ပဲလာရင်တော့ သူကသူ့အဆန်းရှိသမျှပုံဩကစိတ်နှစ်ပြီးထိုးပေးခွင့်ရချင်ပါသည်သို့တော့ဒီလူကိုသူဘလို့ပဲယူသွပါစေ သူဆိုင်ကိုရောက်လာသူတိုင်းကို သူမဖျားယောင်မဆွဲဆောင်ပါတေးရပါအမှန်သားမို့တေးချစိတ်ပိုင်းဖြတ်ပြီးမှထိုးဖို့မထိုးခင်တေးသေးချာချာစဉ်းစားဖို့သူအမြဲပြောပြလေးရှိပါသည်အဖေဆိုင်ပိတ်မယ်ဆိုအော်အေးပိတ်လိုက်ပါတော့မယ်ကွာတကားတွေတားပိတ်ပေးမယ် နေနေရတဲ့တာမင်းစာမင်းဖြောင်းဖြောင်းလို့အဖေပဲပိတ်လိုက်မယ်အဖေဒါတင်ချတက်ပြီးရင်ဒါကို TV ကြီးခွင့်ပေးနော်ဒါကြိုက်တဲ့အစီအစဉ်လာမှာမို့လို့အေးပါကွာမင်းကလည်းဝါသနာကြီးလိုက်တာဒါကြည့်လိုက်ရင် TV ထဲမှာပါနေတာကိုအဖေကအေးပါကွာအေးပါဟာဟာဒါတငယ်ချင်းဆိုင်တော်ကအမြဲပြောတယ်ဖေကဒါကရုပ်လဲချောတယ်စကားလဲတွတ်တယ်ဒါကြည့်လိုက်ရင်မင်းသားလုပ်လို့ရတယ်တဲ့ တားကမင်းသားလုံးလို့လားမင်းသားတော့မလုပ်ပါဘူးအင်တာဗျူးတဲ့သူပဲလုပ်ချင်တာအေးပါအေးပါ ဟုတ်ပါပြီငါသားကရုပ်ချောညံကောင်းလေးပဲတားဖြစ်ချင်တာဖြစ်ကိုဖြစ်မှာပါစူးစမ်းရင်ဘာမစုံမဖြစ်မရှိဘူးကွာစူးစမ်းဖို့ပဲလိုတာကဲအဖေတကားပြေးလိုက်အောင်မယ်ကွာတတူးဆရာကဆိုင်ပိတ်ဖို့ဆုံးဖြတ်က တကားစီတို့ရှောက်လာခဲ့လေသည်ညာရှင်နာကြီးထူတော်မှာမို့ဆိုင်လဲပိတ်တင်နေပါပြီ။ တကားဝအနာမှာရက်ပြီးတော့လေးပြေတသုံးကြောင့်ဖြုတ်ခနဲ့ဤသွားသည်စောစောကလေးကအေးဆန်နေသောလက်ဖျားတွေပင်အေးခဲမတက်ထုံကျင်သွားသည်သူကတကားရက်တွေကိုလှမ်းကင်လိုက်ရင်ဒီနေ့ဖို့နောက်ဆုံးချိန်ဖြစ်လမ်းတွေကလေးစီလမ်းကြည့်လိုက်သည် လမ်းမီတိုင်းအလင်းရောင်မဆုမပို့လေးသာကြာရောက်လျက်ရှိသောခက်မောင်မောင်လမ်းတွေကလေးကတော့ရှင်းလင်းတိတ်ဆိတ်လျက်ပင်ရှိပါသည်။အင်းလေဒါပြောတာလည်းဟုတ်တာပဲ ီအချိန်ကြီးကြမှာဘသူကလာမှမို့လဲရာတီဥရုကလည်းအေကအေးတာနဲ့အတွင်းနဲ့အတူတတူးဆရာက တကားရွက်တွေကိုဆွဲပိတ်ချက်ချလိုက်ပါသည်ထို့နောက်ဆိုင်ကန်းနောက်ကမီးလင်းဖို့ကလေးစီရောက်သွားပြီးမီးလင်းဖို့ကိုမိမှွေလိုက်သည်သူဆိုင်ကလေးကမခမ်းနားလှတော့လဲအေးလုံးတဲ့မျိုးကလေးရဲ့ဆောင်းရာတီကိုအန်တူဖို့မိကိုခေါင်းတိုင်လေးနဲ့မီးလင်းဖို့လေးကိုထည့်သွင်းတိဆောက်ထားခဲ့တာပင် ိတ်မကြခင်မီလင်းဖိုလေးကနှွေးလာသည်တတူးဆရာကအေးဆက်ဆက်လက်ဖျားတွေကိုနှွေးထွေးလာအောင်မီလင်းဖိုနားမှာဖြန်ထားလိုက်ရင်ဒါရီအင်းရင်ဒီနားလာစားကြလေတင်ချတော့လိုက်အောင်မယ်ဖေပြီးမှလာခဲ့မယ်သူကကလကနောက်ကတားရီအေးကလေးကိုနှမ်းကြည့်ရင်ပြုံးမိပြန်သည်ตาចောင်းစာလုံးနေပုံကလေးကိုမြင်ရတိုင်းသူပီတိဖြစ်ရသည်ตาရဲ့ဘဝကိုတော့ ဒီလိုမျိုးငယ်ကလေးမှမကုံဆုံးစေချင်ပါဟိုးအမြင့်ကြီးကိုပြန်တန်းသွားတဲ့ငှက်ကလေးသာဖြစ်စေချင်ပါသည်လမ်းမြောင်မော့ကြည့်လို့တော့မမြင်ရတော့ဘူးဆိုရင်လေတားတာမြင့်မြင့်ပြန်နိုင်မယ်ဆိုသူကျေနပ်သည်တောက်တောက်တားကုန်ငင်းရင်စိတ်ကူးရင်နေတော့တတူးဆရာကြီးအကြအာယုံထံသို့ တကားခောက်တန်းနှစ်ချက်ဝင်လာသည် ဟုတ်ပါမလားဒီချိန်ကြီးဘသူများပါလိမ့်ဟုတွေးကသူနာဆွင့်လိုက်သည် ်တောက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 ်တကားခေါက်တန်ကဇက်တိုင်မြန်ဆန်လာသည်ကတော်ကမျောအလင်းစလိုခေါက်နေတဲ့မြို့အဖေတကားခေါက်နေတယ်အေးကြားပါတယ်ကွာဒီအချိန်ကျမှဘသူများပါလဲတက်တူးထိုးမဲ့သူတော့မဟုတ်တော့ဘူးအပြင်မှာမှောင်းနေတယ်လေအဖေမိရင်ယူသွားလေဩအေးအေးတက်တူးဆရာကတားဤစာကြီးစပွဲစီရှောက်သွားကမိရင်ကလေးကိုလှမ်းယူပြီးတကားဝသူရှောက်လာခဲ့သည် နူးနေစိတ်သောရက်ွက်နှင့်အလံဝေသောသူတို့ဆိုင်ကလေး၏အနီးတဝိုင်းမှာညဘက်ဆိုလူသွားလူလာကျဲပါလာပါသည်ခုလိုနှင်းတူပိတ်စည်းနေသည့်အေးဆက်လွန်သည့်ဆောင်းညမျိုးမှာဒီအချိန်ဆိုအနီးနာကအိမ်တွေအားလုံးတကားပိတ်တိတ်ဆိတ်နေကြပြီပေါ့သူမိတ်ဆွေတငယ်ချင်းတွေလည်းဒီအချိန်သူစီလာလေးမရှိကြပါတောက်တောက်တောက်တကားခေါက်တန်းကစက်တိုက်ပေါ်လာပြန်သည် တတူးဆရာကတကားချက်ကိုဖြုတ်ကားတကားရက်တစ်ဖက်ကိုဆွဲဖွင့်လိုက်သည်အေးဆက်လုံးသောဆောင်းလီကမျက်နာကို ဖြန်ကနေစီရိုက်လိုက်သဖြင့်သူ့မျက်နာတစ်ပြင်လုံးထုံကျင်းအေးဆက်သွားသလိုခံစားလိုက်ရသည်တတူးဆရာကမိရင်ကိုမြောက်လျက်အပြင်ကိုကြည့်လိုက်သည်အပြင်မှာဘယ်သူမှမရှိလမ်းမီးတိုင်းမှုံဝါဝါအောင်မှာရင်ထိုးလောက်ခတ်နေသည့်ယူကလစ်ရွက်တွေကိုသာမြင်ရသည်ဘသူလဲဟဲ့ ူလှမ်းမေးလိုက်တော့မှတကားတောင်မောင်ရိပ်စီကအရေးတခုလှူရှားလာတာကိုမြင်ရသည်ဘသူလဲဘာကိစ္စရှိလို့လဲတတူးထိုးခြင်းလို့ပါအေးဆက်တိုးဖွာသောမင်းကလေးအတန်တန်က အမောင်ထဲမှတိုးထွက်လာသည်အဲ့ဒီနောက်မှာတော့မင်းကလေးတယောက်ကသူ့ရှေ့တကားဝါမှာရက်လာခဲ့လေသည်ဖယားရေတတူးဆရာကစိတ်ထဲမှဖယားတားလိုက်မိသည် မိဟိန်ပြည်အလင်းဖြင့်ဘွားကနေမြင်လိုက်ရသောမိန်းကလေးရဲ့မျက်နှာဟာဘာကြောက်ရွံ့မှမရှိသလိုဘာစိတ်ခံစားချက်မှမရှိသလိုစိတ်အာရုံတွေ မျောလွင့်လာခြင်းနေသလိုထို့ဖြူရောအေးဆက်ခဲနေသောမျက်နှာကလေးကကြောက်စရာကောင်းလောက်အောင်ချုံမောလှပနေခဲ့လေသည်ကြည်လင်ဝိုင်းဆက်နေသောမျက်ဝန်းအင်ကျဲကျဲမျက်ရည်ထင်ထင်ကွန်ညွှန်ရှည်လျသောမျက်တောင်ရှိကြီးများဖြင့်ထန်ရန်လျက်ရှိသောထိုမျက်ဝန်းအင်က လပါလုံတော်လဲတစုံတစ်ခုသော စိတ်ဒုက္ခဖြင့်ခံစားနာခြင်းအိခဲနေသည်ဟုထင်ရသည်ဒီမင်းကလေးဟာ ကိုရန်ကြောင့်သာ သူ့တန်းထဲမှရွယ်တူလောက်ပဲရှိလိမ့်မည်သို့သောတားဤမျက်ဝန်းတွေကတော့အပူပင်ကင်းစွာ ဖြူစင်ကြည်လည်နေသည်သူမဤမျက်ဝန်းတွေကတော့ထိုးတော့မဟုတ်ဒီရဲ့မင်းမငယ်လေးတူတဲ့ဒီချိန်ကြီးမှာမှတက်တူးထိုးဖို့သူဆိုင်လို့ရောက်လာရတဲ့လား ကျမအထဲဝင်မရစေ။အော်အီအီလာပါဝင်ပါကွယ်။တက်တုဆရာကအံ့ဩတွေ့ဝေးစွာရဲ့ကြည်နေမိရာကဒရိဝင်လာကခလေးမလေးကိုစိုင်းထဲသို့ဖိတ်ခေါ်လိုက်သည်။စိုင်းထဲရှိမိရာကဖြော့တော့လာတော့လဲမိတော့အယောင်ရှိနေတာမို့မိန်းကလေးကိုတဲတဲကွယ်ကွယ်မြင်နေရသည်။တက်တုဆရာကမိရင်ကလေးကိုစိုင်းတောင်းကစပွဲပူလေးပေါ်မှာသွားတင်ထားလိုက်ပြီးမိန်းကလေးကို အကဲခံနေလိုက်မိသည်အယက်မနေမြင့်ပြည့်ဖြိုးသည်ဟုထင်ရသောခန္ဓာကိုယ်ပေါ်ကဝေစားရိကတော့ဟောင်းနှံကမတတ်မရဖြစ်နေသည်ဖလန်နေရှဲကွက်လက်ရှိပြားမိုင်းမိုင်းကသူမခန္ဓာကိုယ်ပေါ်မှာပွားပွားဖပါဘောင်းမီရှိအနက်ရောင်ထူပွားပွားနှင့် တွဲဖက်ဝစ်စင်ထားတာမို့ကြည့်ရတာနွမ်းဖက်ဖက်နိုင်လာတော့လေအဲ့ဒီနွမ်းဖက်ဖက်အပြင်စင်ကသူမကြီးအလှကိုတော့ဖုံကွယ်မသွားစီပါ ပခုံးတဝိုက်မှာဝဲနေသောသပင်ပုံစံလေးနှင့် ရှေ့စန်းစာတွေကနှစ်ဖူးနှင့်ပါပြင်တဝိုက်စီခတ်ဆိုင်ဆိုင်ခင်းကြနေသည်နှင်းဖြင့်ဆူဆူသောစန်းစာတွေကနှစ်ဖူးပေါ်မှာစုကပ်အုပ်ွယ်လျက်ရှိပါသည်ကောင်မလေးကအနှွေထဲလေးဝတ်မထားအေးဒန်ကြောင့်အနှဲငယ်တုံကြီးနေတယ်လို့လည်းဖြစ်နေတာမို့သူကတမီချင်းစာနာသွားကကလေးမအနှွေထဲလေးမပါတော့အချမ်းနေမှာပေါ့လာလာဒီမီလင်းဖူနာကခုံမာလာထိုင် မိန်းကလေးကသူညွန်ပြတော့ခုံမဝင်ထိုင်လိုက်သည်။သူမ၏ကြောပန်းမှာသားရဲ့စာကြည့်စပွဲရှိသည်။သားကလိုက်ကြစာလေးကိုတွန်းဖယ်ကကောင်မလေးကိုချောင်းကြည့်နေပါသည်။ကျမတတူးထိုးခြင်းနဲ့ကျမကိုတတူးထိုးပေးပါ။မိန်းကလေးကအေးဆက်ဆက်ခက်ပြက်ပြက်ပြောလိုက်သည်။တတူးဆရာကစပွဲပေါ်ကရင်းနှွေးတပူကိုလှမ်းယူကရင်းနှွေးတစ်ခွက်ငယ်ပြီးမိန်းကလေးကိုပေးလိုက်ရင်ယော့ နှွေးသွားအောင်ရင်နှွေးပူပူလေးအရင်တောက်လိုက်ပေါင်းကွယ်မင်းကလေးငယ်ကရင်နှွေးခွက်ကိုဆက်ခနဲလှမ်းယူကမော်တော်မီဟန်ပြင်လာမို့ဟေ့နေုံလေးပူသေးတယ်မင်းကြည်ရတာစိတ်နဲ့ကိုယ်နဲ့မကတ်တလို့ပါလားသူတားလိုက်တော့မှသူမကရင်နှွေးခွက်ကိုစပွဲပေါ်ပြန်ချထားလိုက်ရင်ကျမကိုတတူးထိုးပေးနိုင်မလားဟုခက်ဆက်ဆက်မေးလိုက်သည်တတူးဆရာကတပြင်းချလိုက်ရင်ဦးလေးကတတူးဆရာပဲကွယ် တတူးထိုးတာဥလေးလုတ်ပဲလေတတူးထိုးရရင်ဥလေးပြောတယ်ပတ်စံလေးရတယ်လေငါတူမကြီးတတူးထိုးခြင်းရင်ထိုးပြလို့ရပါတယ်ဒါပေမဲ့ငါတူမဘကတေးချဖို့လိုတယ်ညိတတူးထိုးဖို့တေးချဆုံးဖြတ်ပြီးပြီလားတတူးဆိုတာခဏတစ်ဖြုတ်စိတ်ခံစားချက်ပြင်းထန်နေတော့စိတ်လိုက်မှန်ပါထိုးရတာမျိုးမဟုတ်ဘူးခုချိန်မှာဖြစ်နေတဲ့စိတ်ခံစားမှုကြောင့်ထိုးလိုက်ရင် နောက်တစ်ချိန်စိတ်ခံစားချက်ပြောင်းလဲသွားတဲ့အခါကျ နှောင်တရသွားတတ်တယ်လေ။တချို့ကောင်းလေးတွေဆိုလက်ရှိရီးစားကိုတိတ်ချနေတော့မှွန်ထူအစိတ်တက်ပြီးရီးစားနာမည်တွေလာထိုးကြတယ်။အဲ့ဒီရီးစားနဲ့ကွဲပြီးနောက်ရီးစားနဲ့အိမ်အောင်ကြတော့မိမနဲ့ပြဿနာတက်ကြရော။ဒါကြောင့်စိတ်အေးအေးထားပြီးစဉ်းစားဖို့လိုတယ်။ဘာပုံထိုးမှလဲ။ဘာအတိတ်ပဲနဲ့ထိုးမှလဲ။ကိုယ်ခန္ဓာဘောကတတူကိုတတလုံးနှစ်သက်နေနိုင်မလားဆိုတာသေချာစဉ်းစားရမယ်လေ။အိမ်တော်မှုဖျားတဲ့ဈေးမင်းရေးစုပ်ထိုး အီသုံးမျိုးချက်မပိုင်ရင်နောင်ပြန်ခတ်တယ်ဆိုတဲ့ဆိုရိုးလည်းရှိတယ်မဟုတ်လားကောင်မလေးကဟခနဲ့ရဲချလိုက်တာမို့သူ့မျက်ခုံးပိန်ကကောင်မလေးကိုကြည့်မိသည်ဒါဟာအရေမဟုတ်သောအရေမျိုးတခုခုကိုနာကြီးလောင်ပြောင်လို့သွားဖြင့်ရဲလိုက်သောအရေငိုရာနဲ့တူသောရေချင်းကို သူ့ပထမဆုံးမြင်မှုသွားသည်ဟုတ်လို့လားဦးလေးရဲ့အိမ်တော်မှုပြုရဲဆိုတာ နောင်ပြင်မှုခက်တယ်ဆိုတာတော့မဟုတ်ဘူးထင်တယ်။ကျမမိပါရီဆိုလဲလွယ်လွယ်လေးပြင်သွားတာပဲဒီ။ကောင်မလေးကြီးစကားကတတူးဆရာရဲ့အရှိုက်ကိုထိသွားစေသည်။ဟုတ်ပါရဲ့။ကို့အညာကိုလဲကိုမိမာကလွယ်လွယ်လေးပြင်ဆင်ပြောင်းလဲသွားခဲ့တာပဲမဟုတ်လား။နောင်တတူးလာထုတ်မဲ့သူတွေကိုဒီစကားနဲ့ဥပမာပြလို့တော့မဖြစ်ချေဘူး။ဒီတခါအဟတန်ကတော့တတူးဆရာကြီးကထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အေးဟုတ်တော့ဟုတ်ပါတယ်ကွာငါဥပမာပေးမှားသွားပါတယ်ဒါနဲ့ညီအစ်တက်ဘယ်လောက်ရှိပြီလဲ15နှစ်อืมတော်တော်ငယ်သေးတာပဲဥလေးအမြင်တော့မထိုးတင်မှုထင်တာပဲမင်းကဘာကြောင့်တတူးထိုးချင်ရတာလဲမင်းကလေးကမြတ်တောင်ကိုကြီးတွေစင်ချာကခိတငိမ့်တက်တူဝေတော်ပြီးမှသူမရဲ့ဘဲဘက်ရင်ဘက်ကိုညာလက်သီးစုပ်ဖြင့်ထိကပ်ဖိထားလိုက်ရင်အေးဆက်ကြီးမွားနေသောအတန်းဖြင့် တလုံးချင်းပြောဒီမှာဒီထဲမှာနာနေတာကိုမေ့သွားအောင်အသားနာချင်းတို့ပြီးတော့ဒီထဲမှာနာခဲ့ရတဲ့အကြောင်းကိုတတ်တက်လုံးမမေ့ချင်းတို့ကျမထိုးမဲ့အယုတ်ကပေးတဲ့ခွန်အားနဲ့ရှေ့ဆက်တရှင်မှုစူးစမ်းချင်းတို့သူပါဇက်အဟောင်းသားပွင့်သွားသည်ရမချဲကနေနာနာကျင်ကျင်တိုးထွက်လာတဲ့အတံမျိုးနဲ့ပြောနေတဲ့ဒီစကားတွေဟာ15နှစ်အရွယ်မင်းကလေးရဲ့နှုတ်ဖြာကထွက်လာတဲ့စကားဆိုတာ ယုံနိုင်ဖွယ်တော်မရှိပါ။စကားအဆုံးမှာပောက်ခနဲ့ကြသွားတဲ့မျက်ရည်တစ်စက်ကိုလက်ခနဲ့မြင်လိုက်ရသည်။သူမမျက်ဝန်းတွေကစူးရှာတောက်ပြောင်းနေသည်။မင်းဘာများဖြစ်ခဲ့လို့လဲမင်းကလေးရဲ့။ဒီရွယ်ကလေးနဲ့မင်းမနာကျင်စရာခံစားချက်တွေဘာကြောင့်ရှိခဲ့ရတာလဲ။မင်းရွယ်ကဒီလိုညာမျိုးမှာငါသားလေးလိုမိဘအိမ်မှာအေးအေးချမ်းချမ်းစားကြနေရမယ့်အရွယ်မဟုတ်ဘူးလား။ ဆိုင်ငန်းကလေးထဲမှာခဏတိတ်ဆိတ်နေပြီးမှတတူးဆရာကတက်ပြင်းတစ်ချက်ချရင်မင်းကဘာရုပ်ထိုးကျင်တာလဲဇာမနီရုပ်ဘလို့ဇာမနီငှက်ရုပ်အင်းဇာမနီတဲ့လားဇာမနီငှက်ဆိုတာရဲရင်ချင်းဂုံတိတ်ခါမြင်မှချင်းရဲ့အမှတ်အသားသူမကဇာမနီငှက်ရုပ်ကိုမှထိုးကျင်တယ်လားမင်းကဘာအတိတ်ပဲနဲ့ဇာမနီငှက်ရုပ်ထိုးကျင်တာလဲမင်းကလေး ဂျာမနီဆိုတာရဲရင်ချင်းနဲ့ဂုံတိတ်ခါမြန်မာချင်းရဲ့အမှန်သားပဲလေအမွေတပင်ကျွေးနေအောင်သူတို့ဘဝတစ်လျှောက်လုံးအရှက်ရနာကျင်တတ်ကြတယ်ရန်သူကို အမွေတပင်တော့အကျုံမခံပဲရဲရဲဝံ့ဝံ့တိုက်ပွဲဝင်တတ်ကြတယ်အဲ့ဒါကြောင့်ဂျမဆာမနီကိုချစ်တယ်မင်းကလေးကသူတိတာနဲ့ထတ်တူထမ်းမြတီးထားတာမဟုတ်15နှစ်သမီးဘဟုတုတာကိုလည်းသူအံ့ဩတော်မိပါသည်။ဇာမနီရုပ်ထိုးရတာလက်ဝင်နေ 3နာရီ4နာရီလောက်တောင်ကြာနိုင်တယ်။အခုက7နာရီဆိုတော့10နာရီ17နာရီမှပြီးမှမင်းအပြန်ညစ်နေတော့မယ်။မနေ့ပြန်မထိုးပါလား။ကျမအခုပဲထိုးခြင်းနဲ့။သူမကပြောပြောဆိုဆိုသူမဝတ်ထားသည့်ဖလန်နယ်ကွက်ရှိုင်းကြီးအောက်ဘောင်းမီအိတ်ထဲမှလက်ဖြင့်နှိုက်လိုက်သည်။ပြန်ထုတ်လိုက်တော့လက်ထဲမှာတော့ပတ်စံတစ်ထောင်တန်းတအုပ်ပါလာသည်။သူမကထိုးပတ်စံတစ်သိန်းကိုစပွဲပေါ်လမ်းတင်လိုက်ရင် အဲ့ဒီပတ်စံယူလိုက်ပြီးအခုပဲထိုးပေးပါဟုဆုံးဖြတ်ချက်ခိုင်းမှာတော့အတန်းဖြင့်ပြောလိုက်သည်တတူးဆရာကပတ်စံတို့ကိုတစ်ချက်ကြည့်လိုက်ရင်အင်းပတ်စံကတသိန်းအောင်ဆိုတော့မတ်လောက်ဆရာပဲဦးလေးလည်းပတ်စံမတ်ပါတယ်ဒါပေမဲ့မင်းကိုဦးလေးတတူးထိုးပေးရမှာကဒီပတ်စံကြောင့်ချီတက်တက်တော့မဟုတ်ဘူးမင်းခံစားနေရတဲ့ခံစားချက်ကဘာကြောင့်ဆိုတာမသိရပါပေမဲ့ဦးလေးစိတ်ကိုမင်းရဲ့ခံစားချက်အငွေသက်တွေရိုက်ချက်လာလို့ပဲ။ ကဲစားလိုက်တာပေါ့မင်းကဘယ်မှာထိုးကျင်တာလဲခြေတလုံးအင်းခြေတလုံးဆိုလဲတမျိုးတော့ကောင်းတာပါပဲဒီအချိန်ကြီးမှာမိန်းကလေးတယောက်ရဲ့ကြောပတ်ညင်ညွန့်လို့အတွင်သားတွေကိုထိုးမပေးချင်ပါမိန်းကလေးကိုယ်တိုင်ကလည်းသူ့လိုပဲရှိပါလိမ့်မည်ကဲစားလိုက်ကြတာပေါ့ตาอีมีหญิงลากายไปท่าบากวยซอซอกระเดะก็ช่องจีนี่ตอตากะหนิคะเนยอกลากามีหญิงกูเหมี่ยวกายท่าไลติ ဒါကမိရင်အလင်းရောင်ရဲ့နောက်ဘက်မှာမှတားမျက်နာကိုတေချာမမြင်ရပေမဲ့ဒါလဲဒီညကြုံရတဲ့ဒီအဖြစ်ပြက်ကိုအံ့ဩစိတ်ဝင်စားနေမှတေချာသည်တတူးဆရာကစုပ်ထိုးမိစေခွက်တွေနဲ့တတူးထိုးမဲ့ဆက်ကိုအစင်းသင်းဖြစ်အောင်ပြင်ဆင်လိုက်သည်မိန်းကလေးကဘောင်းမီရှိရှိပေါ်ပေါ်ရဲ့အောင်နာစာကိုဒူးနာအထိဆွဲခေါက်တင်ထားလိုက်သည်ထို့နောက်မှာတော့ဆိုင်ငန်းကျဉ်းကျဉ်းလေးထဲမှာဆက်ထိုးတန်တဲတဲမှာအပ တိတ်ဆိတ်ငြိမ့်သက်သွားခဲ့လေသည်ခြေတလုံးရဲ့အပြင်သားပေါ်မှာဆက်ထိတ်ဖြားကအငယ်ကလေးကသာလှုပ်ရှားတက်ဝင်လျက်ရှိသည်ထူးဆန်းသည်မှာမိန်းကလေးထံမှဘာတမထွက်မလာသလိုဘာလှုပ်ရှားတုန်ပြန်မှုမှမရှိခြင်းပင်တော်ယုံယောက်ျားရင်မာရီတောင်ဒီလိုထုံစင်းမပါဘဲထိုးပြီးဆိုနာကျင်ဆုတ်တတ်ကြသည်သည်သူမကတော့나ကျင်တဲ့တော့အသွေးသားမရှိသလိုငြိမ်သက်တိတ်ဆိတ်လွန်နေသည် တော်တော်သူမအနေငယ်တုံကြီးနေတာကို သူခံစားမိသည်။သူနားလိုက်ထိုးလိုက်လုံနေသလိုตาကလည်းမြေငယ်လေးကို ခုံပေါ်ခြားထားလိုက်ပြန်မြောက်ကင်လိုက်လုံနေရသည်။စောင်းညာကအီလွန်တော်လဲတတူးဆရာကြီးခန္ဓာကိုယ်ကနှွေးထွေးချွေးဆူလာသည်။သူခဏရဲ့နာမျက်လွှာပင်ကြည့်လိုက်တိုင်းနှာခမ်းအစုံကိုတင်းတင်းစီကငြိမ့်တက်ငြိမ့်နေသောသူမ၏ဗဟေနီးစံသောနှက်ဆိုင်သောနားလေရခက်သော ကြောင်မဖွဲလှပလွန်သောမျက်နှာကလေးကိုမြင်ရသည်။မိရင်၏အလင်းရောင်ကသူမ၏ခြေတလုံးနာတဝိုက်ကိုသာဖျားကျနေပြီးမိလင်းဘို၏မင်းညွတ်မိတော်ရောင်ကသူမမျက်နှာကိုဟက်ကအနီးသွေးပြေးနေသည်။အချိန်တနာပြီးတနာကုန်ဆုံးလာသည်။ဆောင်းညကအေးတထက်အေးလာသည်။လာပါရှင်လျသောဇာမနီညှက်၏အမိဖျားကခြေမျက်စိဘက်သို့တွယ်ဆင်းလာသည်။ဇာမနီညှက်၏ဥကောင်က ခြေစလုံးအပေါ်ဘက်သို့ကြော့မော့ကော်ကဝဲပြန်ကြွတ်တက်သွားတော့မတက်တစတစအသက်ဝင်လာသည်အမွှေးတောင်မှာအနီရောင်အစိမ်းရောင်တွေဖြေးလိုက်တော့သူ့လက်ရာဇာမဏီကကြွာရွာလှပပြေဆုံးတောက်ပါလာခဲ့ရပါသည်သူပြောရဲပါသည်ဒီရုပ်ဟာသူ့တတူးထိုးတဲ့တတန်းတစ်လျှောက်လုံးမှာအလားပါဆုံးအပြည့်စုံဆုံးအသက်ဝင်ဆုံးခံစားမှုအပါဆုံးရုပ်ဖြစ်ပါသည်အဲ့ဒီအချိန်က 2004ခုနှစ်ရဲ့ဒီဇင်ဘာ30ရက်နေ့ညနေမီရီထူထွက်စာကြောက်ပြီးအအေးလွန်ခဲ့သည်ညအယုတ်ထိုးပြီးသွားသည်နှင့်မတ်တထရက်ကသူတို့သားဖောက်ကိုနှုတ်ဆက်စကားမဆိုဘဲဆိုင်မထွက်ကနှင်းတူတဲ့သူတရွေ့ရွေ့တဝင်းလျှောက်သွားတော့သူမ၏ကြောပင်ကိုဒါဖာနှစ်ယောက်လုံးငေးကြည့်နေမိပြီးမှတယောက်မျက်နှာတယောက်ကြည့်ကတက်ပြင်းချရတော့ညဒီရုပ်နှင့်ဒီရုပ်ရှင်ကို သူတသက်မေ့နိုင်တော့မှာမဟုတ်ပါ